အားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရသဆောင်ချန်နယ်မှာကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယာမိုင်းချန်နယ်ကျော်မမလေးရဲ့သွေးဝတ္ထုအခန်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အားလုံးပဲလိုက်ပါနာဆင်ခင်စားပေးကြပါအောင်ရှင်။အခန်းကိုဆရာဦးသက်လွင်သည်သူ့အိမ်၌နိုင်ငံသားဧည့်သည်ထမင်းကျွေးရန်တနေ့လုံးစိတ်မောလျက်ရှိသည်။ အိမ်၌အဲကောင်းဆောင်ကောင်းထမင်းကျွေးရန်ပကံခွဲရောက်လှလာပါပါမရှိမှန်းနိုင်ငံသားဧည့်သည်ကိုထမင်းကျွေးရမည်ဆိုတော့မှသတိပြုမိသည်အိမ်နေရန်ကပင်းကိုမြင်တွင်လည်းယနေ့မှမြင်မိသည်ကျမ်းမော်ကဖုံတွင်အမိုက်တွင်လည်းယနေ့မှမျက်စီရှုပ်သည် ဖုံတော့ရကျန်းလဲရဟူပကံဒီပကံရွေးရဟူဖန်ခွက်ဒီဖန်ခွက်ပြောင်းရအကြီးတဲ့လက်တော့ဘွားများကလည်းဒူပီကြမရှိဘူး လက်ဆောင်ရထားသောမုရုံအကွက်ဇပွဲခင်းကိုအရေးပေါ်လက်တော့ဘဝအရွယ်ဖြတ်၍ချုပ်ခိုင်းရသည်အိမ်၌ဧည့်သည် ထမင်းကျွေးလျင်မောင်မောင်ကအကူညီ၍လှုပ်ပေးရသည့်အတိုင်မိဖို့ထဲ၌ကိုမြဖေကိုဝမ်းကူပေးရသည်အုံထမင်းကြက်သားဟင်းပစွန်ကျော်ငားကျော်ငှက်ဖေတုပ်ဟင်းကျူစသည်ဟင်းမြီများချက်ရန်ဥသက်လွင်က စီစဉ်ပေးသည် ကိုမြဖေးအလစ်တွင်မောင်မောင်သည် ကြက်သားဟင်းအတွက်မြုပ်သီးကိုလိုအပ်သည့်ထက်ပို၍ထောင်းထည့်လိုက်သည်ငဖေးတို့အတွက်ရှောက်ရွက်ရိပ်ရိပ်လျာ၌လည်းမြုပ်သီးမုံးမြော်အတောင်ကလေးများကိုရိပ်ရိပ်ကလေးလှီးလိုက်သည်မြန်မာအစာကြိုက်ပါတယ်အဆက်စားနိုင်ပါတယ်ဆိုတာစားပြစံကွာဟု မြုပ်သီးလျှင် သူ့စိတ်ထဲကကျင်းလိုက်သည်ဟေးဟေးမောင်မောင်ဘယ်နဲ့လောက်တာလဲ ကိုမြဖေသည်မောင်မောင်လှိနေသောမိုးမြောင်မြို့သီးစိမ်းများကိုမြင်လိုက်၍အလံတကြားမေးလိုက်သည်မြို့သီးစိမ်းလှိတာလေဘာဖြစ်တာလဲမအဟွာကအဆက်စားနိုင်နေတယ်ခမမောင်မောင်ကကိုမြဖေအလေလှိနေခိုင်းကိုမြဖေမြင်သွား၍လူမိသွားသောကြောင့်မျက်နာခက်ရွက်ရွက်ဖြင့်ပြောလိုက်သည်အဆက်စားနိုင်လေဒီအဆက်တော့မထည့်ပါနဲ့ကွာသူခမတီးဆက်မြို့ဘယ်စားနိုင်မလဲကွာတိတ်ဆက်သွားရှောင်းမှာပေါ့ ကူးများပေသည့်မောင်မောင်လှိထားသောငြုတ်သည့်စိတ်များကိုယူကျုံ၍ဖယ်ပြစ်လိုက်သည်မောင်မောင်မှာဆွတ်လောက်ရန်မတော်၍ကြည်နေလိုက်သည်ချက်သားရင်းနှင့်အဖို့ထဲ့ထားခြင်းကြောင့်ငြုတ်သည့်စိတ်မထက်ရလေအရေးမကြီးပုံနေပြလိုက်သည်ညနေပိုင်းယူမီဆန်ရောက်လာချိန်၌မောင်မောင်ဤမျက်နှာသည်တုံမုံမနေပဲအင်ဒူရီရရကလေးဖြစ်နေသည်ယူမီဆန်သည်ဥသက်လွင်ကိုလိုက်လိုက်လဲလဲကိုကလေးကုန်းညွတ်၍ဂါရဝပြူကကြီးအေသော အပြုံးကလေးဖြင့်နှုတ်ဆက်သည် ယူမီဆန်ကို၌အင်ဂျီအဖြူဇင်းမဲ့အစင်းရင်းရင်လုံးကြီးဖြင့်မြန်မာဝတ်စုံဝတ်ဆင်ထားပုံသည်ဇမန်နေရကဲ့သို့ပင်ချက်သည်ရှိလျက်လှပသိမ့်မွေးနေသည်ယူမီဆန်သည်ဧကန်း၌ဝင်ထိုင်ပြီးမောင်မောင်ကိုလှမ်း၍ရှင်ရှင်ဆာဆာကြည့်ကာပြုံးပြလိုက်သည်မောင်မောင်သည်အလုံများနေဟန်ဖြင့်ယူမီဆန်၏အပြုံးကိုမမြင်ချင်အောင်ပြု၍မိဖို့ဘက်သို့ခြာကနေလှည့်ထွက်သွားသည်ဒီနေ့တော့မောင်မောင်အလုံများနေတယ်ဆရာမ အိမ်မှာဧည့်သည်ထမင်းကျွေးရင်သူပဲဝိုင်းလုပ်ပေးရတာပဲထမင်းဟင်းလည်းချက်တတ်တယ်ကျွန်တော်အိမ်မှာတခါတည်းရင်လူမရှိရင်သူပဲကျွန်တော်ကိုချက်ကျွေးတယ်ဥဒက်လွင်ဒီကလထိုင်နိုင်ဝင်မထိုင်မီရှင်လန်းအာရပြုတ်ပြီးမှထိုင်ချသည်ဟုတ်လားဆရာလိမ့်မာတာပေါ့ဆရာတော့အိမ်မှာမိမမရှိတော့မိမအလုပ်တွေလည်းသူတက်ရမှာပေါ့ရှုမီဆာမသူ့မောင်ကလေးကိုယ်တိုင်ဝိုင်းကူချက်ပြုတ်ပေးသည့်ထမင်းဟင်းလျာများကိုသူစားရတော့မည်ဟုစိတ်ထဲ၌ကျဉ်းနှုတ်သွားသည် ရှေ့အပတ်ဆိုရင်ဂျပန်ကိုဓာတ်ပုံတွေပို့နိုင်ပါမယ်ဥပါစံကွင်းစအဖွာကွင်းပိတ်တော်သူမျိုးကိုမြင်ရင်သိတ်ချင်ပါပဲဆရာကျမအစားမှာသူ့အကြောင်းဖတ်ရရင်တော့ဝမ်းနည်းမလားယူမီစံမှာဆုံးအောင်မပြောဘဲစကားရက်ထားလိုက်သည်ဥသက်လွင်အိမ်၌ထမင်းစားကန်းဟူ၍တိကျအခန်းမရှိပဲ ိတ်ခန်းအပြင်ဘက်နေရာ၌ဇဝဲကလထိုင်းများချ၍ထမင်းစာကန်းလှုပ်ထားသဖြင့်ထမင်းစာကန်းနေရာကိုဧကန်းမှအတိုင်းသားမြင်နေရသည်မောင်မောင်သည် ထမင်းစာကန်းနှင့်မိဖို့ကိုကူးတီတန်းကြီးလှုပ်နေသည်ထမင်းဇဝဲခုံပေါ်သို့ဗကံများလာတင်လိုက်ဖန်ခွေများလာချလိုက်နှင့် ထမင်းပွဲပြင်းနေခြင်းကြောင့်ရွမီစံမှမောင်မောင်ထွက်လာ၍စကားရက်ထားလိုက်ခြင်းဖြစ်သည်မောင်မောင်ပြောက်သားမှဥသက်လွင်ကပြန်၍ဆက်ပြောသည် ကျွန်တော်လည်းညကစဉ်းစားထားပါတယ်။သူ့ကိုဖွင့်ပြပြလိုက်ကြရင် ကောင်းမလားတွေ့မိတယ်။ဆရာမဘလို့သဘောရသလဲ။အခုမဖြစ်သေးပါဘူးဆရာ။အခုဖွင့်ပြရင်ကြိုက်မှာမဟုတ်ဘူး။ဒါကိုကျွန်မကြောက်ပါတယ်။အချိန်ကြာမှဖွင့်ပြတာကောင်းပါတယ်။ခဏဆောင်ပါဦးဆရာ။ရှူမီဆန်သည်စိုးရင်စိတ်တီဝီမောသွားကပြပြသလဲဝင်၍ပိတ်ပင်လိုက်သည်။ဆရာမအဖို့အဘွားတွေကမောင်မောင်ရှိရသိကြတယ်နော်။ ကျမအဖေမသေးခင်ကပဲအဖေပြောပြသွားလို့အာလုံးသိကြပါတယ်။ဥပါဆန်က သူ့မျိုးကိုတိတ်တွေ့ခြင်းနဲ့သူ့မျိုးကိုသူမမြင်ဘူးပဲနဲ့ယောက်ျားလေးဆိုတော့တွေ့ခြင်းမြင်ခြင်းပြီးတိတ်ချင်နေပါတယ်။မြမမစကပုံရှိတယ်ဆရာမ။တာအချစ်မြေအနေတဲ့။စာထဲမှာဆရာမသူ့အကြောင်းကိုအစုံရေးလိုက်သလား။ရှင်မီဆန်သည်တိတ်ဆိတ်သွားလေ၏။ ဒဇဒဇမျက်နှာကလေးညှို့မိန်သွားကလှပမှုံမိုင်းသွားသောမျက်လုံးကလေးများနဲ့ဥသက်လွင်ကိုကြည့်၍ခေါင်းငိမ့်ပြလိုက်သည်မိဖို့ထင်၌မောင်မောင်ကောင်းကောင်းမွန်မွန်ကုညီလောက်ကင်ပေးနေခြင်းကိုကြည့်၍ဒီနေ့တော့စိတ်ကောင်းဝင်နေတယ်ဟုကိုမြဖေကအောင့်မေ့မိ၏စိတ်ကောင်းဝင်နေခြင်းကိုကြည့်၍မောင်မောင်ကို မထီတထီစားလိုက်သည် မင်းမမလှခေါင်းမှုကမြန်မာလိုဟုတ်လားအင်းကြီးအဖြူဈေးမယ်လုံးကြီးအစိမ့်နဲ့ခမညာ သူ့ကိုသူမြန်မာများအောက်မေ့နေသလားမသိပါဘူးမြန်မာလူဝတ်ထားတဲ့ယုံနဲ့မင်းအကိုကြီးနဲ့တော့ရှည်စွာနောက်လိုက်တိတ်ညီတော်စမ်းပါဗျာခမားလုံးမှလုံးစမ်းပါထမင်းပွဲပြင်မှုအချိန်နှီးနေပြီကိုမြပြေကစံသားဟင်းအိုးမှွေရင်တဟားဟားရဲနေသည်အခုပဲမှွေပြီးပြီဗျမနှုတ်ရသေးဘူးအဖို့အငန်ကျွန်တော်မြည်ပြီးပြီပေါ်သေးလားတော့ပဲဗျမောင်မောင်ကမှင်တီတီမျက်နှာပေးပြင်ဆိုလိုက်သည် ညလာထမင်းစပွဲပြင်ဆင်ပြီးတော့အခါဦးသက်လွင်ကယူမီဆန်ကိုထမင်းစားပွဲသို့ခေါ်လာသည်ယူမီဆန်ကိုကျွေးမိထမင်းပွဲမှာအထက်တန်းကြကြထဲထဲဝါဝါကြီးမဟုတ်စေကမူနေတိုင်းထက်တော်ပြောင်းသည်တန့်သည်ချိပြိုရှုပြိုရှိသည်ဟုဦးသက်လွင်စိတ်ထဲ၌မဲတင်လိုက်ရသည် ထမင်းစပွဲ၌မထိုင်ကြခင်ယူမီဆန်က ထမင်းစပွဲကို ကြည့်လိုက်သည်ခင်ကျင်းထားသောအသုံးဆောင်များထဲဝါမှုမထဲဝါမှုကိုမကြည့ ဂျူဂျူတန်တန်ရှင်းရှင်းကလေးမြင်ရ၍ဥသက်လွင်ကိုလှိုက်လိုက်လဲလဲကျေးဇူးတင်မိသည်မမမဝင်စားမယ်မဟုတ်လားစပါဆရာမကျွန်တော်မစားသေးပါဘူးမမကအင်းဒရီရရခက်အေးအေးပြန်ပြောသည်ဥသက်လွင်ကမင်းမဝင်စားမပေါ့ဟုဆိုလိုက်သည်မမတို့နဲ့အတူတူစားပါမမမမကိုအတူတူစားရင်ဂျူမီဆန်ကတစားစားထက်၍ခေါ်လိုက်သည် မောင်မောင်သည်ယူမီဆန်တို့နှင့်အတူတူထိုင်၍မစားခြင်းပင်ထမင်းလက်စုံစားရန်ဝေးစွာမျက်နှာချင်းဆိုင်ထိုင်နေရသည်ပင်သူ့အတွက်လွန်လွန်းနေသည်ဟုသူစိတ်၌ထင်နေသည်အကိုကြီးကျွန်တော်မစားသေးဘူးမောင်မောင်သည်ထက်၍ညင်သည်မစားပေမဲ့ဝင်စားလေဧည့်သည်ကအတူတူစားခြင်းစီခြင်းရင်စားရတယ်ကွဦးသက်လွင်ကမောင်မောင်ကိုထက်၍တိုက်တွန်းခြင်းကြောင့်မောင်မောင်ဆက်၍မညင်ရတော့ပင် ခမင်းစပွဲနိုင်ဥသက်လွင်နေမောင်မောင်ကတစ်ဖက်ဂျူးမီဆန်ကတစ်ဖက်မျက်နှာချင်းဆိုင်စားကြရင်ဥသက်လွင်ကနေရာချပေးသည်မြန်မာပြည်၌ကိုသွေးကိုသားကိုမောင်ကလေးနှင့်တစပွဲတဲ့ခမင်းလက်ဆောင်စားရသည့်ပထမဆုံးကြိမ်ဖြစ်၍ဂျူးမီဆန်သည်မျက်နှာတစ်ပြင်လုံးတောက်ပသွားသောရှင်လင်းချင်းဖြင့်သူ့နေရာ၌အသာဝင်းထိုင်လိုက်သည်မောင်မောင်နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်ရမှသူ့ရင်ထဲ၌ဖုံးထရသော ဖုံးကွယ်ထားချက်သည်အာလုံးရှိ၌ဘောဘွားကြီးပေါ်လျက်ရှိသည်သူချစ်ရသောသူသွေးသူမောင်လေးဟုဘောဘွားကြီးပေါ်လျက်ရှိသောသူမောင်လေးကိုချစ်ခင်သည့်ချစ်ချင်းမေတ္တာအဟုန်တို့သည်ယူမိဆန်၏ခန္ဓာကိုယ်အတွင်း၌အဟုန်ပြင်းစွာလဲပတ်လျက်ရှိလေသည်ထမင်းစပွဲ၌သူတို့တွေတသက်ဇွန်းနှင့်ခင်းများချတာခြင်းကိုတွေ့ရ၍ယူမိဆန်ကလက်နှင့်စားလိုပါကြောင်းပြောလိုက်သည် ဇွန်းနဲ့ခရင်နဲ့ပဲစားပါဆရာမကျွန်တော်တို့လည်းဇွန်းနဲ့ခရင်နဲ့ပဲစားပါမယ်ယူမီဆန်ကလက်နဲ့ပဲစားတင်ပါလေဆရာဟုထပ်၍ပြောရသည်ယူမီဆန်လက်စည်းရန်ကိုမြဖေကလက်စည်းရည်ခွက်များပြင်ဆင်ချပေးသည်ကိုမြဖေသည်ယူမီဆန်ပကံတဲ့သို့ရှင်းဥစွာအုံထမင်းများခတ်ထည့်ပေးသည်ယူမီဆန်ပကံ၌ထမင်းထည့်ပေးပြီးသောအခါ၌ယူမီဆန်သည်လက်ကလေးနှစ်ဖက်ရင်ညွှန်းစီသို့ခြီကာ ညလုံးကလေးမှိတ်လျက်အတန်မထွက်ဘဲထမင်းပကံကိုရှိခိုးနေသည်ဂျူမီဆန်ဤအပြုအမူကိုအာလုံးဝိုင်းကြည့်နေကြ၏ဂျူမီဆန်သည် တခဏစူးစိုက်အာယုံပြုလျက်ရှိခိုးပြီးမှပြုံး၍ပြောပြသည်ကျမအဘကကျမငငယ်လေးကပဲထမင်းစကနီထမင်းကိုရှိခိုးမေတ္တာပို့ပြီးမှစားဖို့တင် जा ထားတဲ့အတွက်အကျင့်ဖြစ်နေပါလေဆရာ ဂျူမေဆန်သည်ပြုံး၍ပြောပြီးလင် အနီးရှိရေခွက်ထဲ၌လက်နှင့်ဆေးလိုက်သည်ဘဲပုံ ရှိခိုးနီလဲဆီမှတိပြရစီဥဒက်လွင်သည်မောင်နှမနှစ်ယောက်မျက်နှာချင်းဆိုင်ရှိကြပုံကိုပီတိဖြစ်လျက်စိတ်ရောကိုယ်ရောကြည်နူးရွှင်လန်းနေသည် ဝင်းပါသောအပြုံးကိုမျက်နှာပေါ်မှမချပဲရှိ၏ထမင်းစားနိုင်တဲ့ဘဝကိုရောက်အောင်ပို့ပေးလို့လူဖြစ်လာရတဲ့အတွက်ဖျားကိုအရင်ရှိခိုးပါတယ်နောက်မြကြီးပုံမှာစပားပင်များပေါက်အောင် နေပူပေးတဲ့မိုးရွာပေးတဲ့အတွက်ကျေးဇူးကိုမမေ့ပဲရှိခိုးပါရယ်။နောက်စံဖြစ်အောင်စပားဆိုင်ပြုပေးတဲ့လယ်သမားတွေရဲ့ကျေးဇူးကိုအယိုးအသိပေးပြီးရှိခိုးပါရယ်။စပားကိုဆက်ကစံချိန်ပေးတဲ့အလုသမားတွေအထိတဆင်ပြီးတဆင်ရှိတဲ့အားလုံးရဲ့ကျေးဇူးများကို ထမင်းစားကနေတိုင်းတရိယဖို့ကျေးဇူးတင်ဖို့ရှိခိုးဖို့အဖွားကဒီတိုင်းတင်ထားပါရယ်။ရှုမီစံကထမင်းပကံရှိခိုးနည်းကိုအတိတ်ပဲရှင်းရပြသည် ဦးသက်လွင်မှာတစ်ချိန်လုံးမျက်တောင်မခတ်ဘဲအပြုံးဝင်းလျက်စိုက်ကြည့်နေရကရွှေမီစံစကားဆုံးသည့်နှင့်တချက်တည်းဇပွဲကိုသူ့လက်နှင့်ပုတ်၍ရှင်ရှင်ပြုံးပြုံးပြင်ပြောလိုက်သည်ဆီယမရှိကိုနီက ကျွန်တော်တို့မြန်မာနိုင်ငံနဲ့တိတ်ကြိုက်တာပဲကျွန်တော်တို့နိုင်ငံကကလေးတွေသမင်းစားကနေတိုင်းလယ်သမားတွေအလုသမားတွေကို တရိယာဖို့ခြေစူးတင်ဖို့တင်ပေးဖို့လိုတယ်ဆီယမရွှေမီစံသည်ဥသက်လွင်၏မျက်စိထဲသို့စိုက်၍ကြည်ရင်ဖြင့်ပြင်ပြော၏ ထမင်းစားကနေတိုင်းအားလုံးရဲ့ကျေးဇူးကိုတတိယဖို့မောင်မောင်ကိုကျွန်မသင်ပေးခဲ့မှာပဲထင်နေစရာယူမီဆန်သည်ပြောပြီးပြုံးရယ်ကပကံထဲမှာထမင်းကို သူ့လက်ထိပ်ဖျားကလေးနှင့်ဆူယူ၍ခေါင်းငုံကနှုတ်ခမ်းထဲသို့အသာကလေးတွင်းလိုက်သည်သင်ပေးပါဆရာမဦးသက်လွင်သည်ရဲမောလျက်ရှိသည်မောင်မောင်သည်ထိုင်ကလေးကသူ့မျက်လုံးကိုအောက်ချထားသည် သူ့အကြောင်းပြောဆိုနေကြခြင်းကိုပင် လိုက်လျောမှုမပြနိုင်ပဲထမင်းဝိုင်းနိုင်စိတ်ကျဉ်ကျက်နေပုံလဲရသည် အနေရကြုံသည် မမမမအသင်ပေးထားတာကြားတယ်နော်ထမင်းစားကနေမှအားလုံးကိုကျေးဇူးတင်ပြီးမှစားပါနော်ရှုမိစင်သည်သူကပြောတော့အခါ၌မမောင်ကသူ့ကိုစကားဖြင့်ပြန်၍မပြောသည့်တိုင်မျက်လုံးကလေးလှန်၍ပြုံးပြယုံမြပင်ဖြစ်စေတုံ့ပြန်စီလိုသောစန္ဒာရှိသည်မမောင်ဤတုံ့ပြန်မှုကိုစောင့်ဆိုင်းလျက်ကြည်နေလေသည်မမောင်ဤကောင်းမှာ ပုံမူ၍ငုံသွားပြီးတုံနိပါဝေလှုပ်လျက်ထမင်းကိုသာတွင်တွင်နေဖက်နေသည်ဥသက်လွင်သည် မောင်မောင်ကိုဇပွဲအောင်မှခြေထောက်ဖြင့်တူရင်နှုတ်ကလည်းဆ ਿਆ မပြောနေတယ်လေငါညီကလည်းရှက်လိုက်ရတာကွာဟု ဆိုလေသည် မောင်မောင်သည်ခေါင်းမော်လာက အားထုတ်၍ပြုံးရလေသည် ပြုံးပြီးလူကိုចောင်းကသူ့တပည့်များအောင်းမေ့နေသလားဟု တွေးကခေါင်းပြန်ချလိုက်သည် ။ဦးတက်လွင်သည်မောင်မောင်ဤတုံ့ပြန်ချက်ကိုမြင်ရမှစိတ်ပေါ့သွားကစက်သားဟင်းပကံကိုမှ၍ယူမိဆန်ကိုကမ်းပေးလိုက်လျက်"ထဲ့ပါဆရာမ"ဟုဆိုလိုက်သည်။ယူမိဆန်သည်စက်သားဟင်းဤတစုံဆန်းလျက်အသားတစ်တုံးခတ်ယူလိုက်သည်။ဒေါအောင်မီလက်ထက်ပြန်သားပေးထားသည့်အတိုင်းဟင်းရီနှင့်ထမင်းကိုခပ်ပွားပွားလေးနေပြီးမှထမင်းလုတ်ကလေးကိုတာတာညင်ညင်ကလေးယူ၍ပါဇက်ထဲထဲဝါလိုက်သည်။ ယူမီစင်ဤမျက်နာမှာချက်ချင်းမင်းနီးတွတ်သွားလျက်ရှာတယ်မကပါယောနာယောပူးထူသွားအောင်ခံမြင်းစွာဆက်ပူသွားသည်အိန္ဒြေမြမစင်နိုင်တော့ပဲရှူရှူရှဲရှဲဖြစ်လျက်မျက်လုံး၌မျက်ရည်တွေဝဲလာသည်ဟာဆ iam မဆက်သလားကျွတ်ကျွတ်ဖြစ်မှဖြစ်ရလေဆ iam မအဆက်စားနိုင်လေဆိုလို့စီပြန်ဟင်းချက်ခိုင်းတာပါခြေတောက်လိုက်မလားဆ iam မ ရှင်မိဆန်မချိမဆန့်ဆက်သွားပုံကိုမြင်၍ဥသက်လွင်စိတ်မကောင်းဖြစ်ရကတဖွားဖွားပြောလျက်ထိတ်ပူပြများသွားလေသည်မောင်မောင်သည်အင်းဒရီကြီးစွာဖြင့်ငုံစားနေသည်ရှင်မိဆန်ဆက်လွန့်၍ရှင်မိဆန်မရှုနိုင်မကယ်နိုင်ဖြစ်မှုကို ကြိတ်၍ဝမ်းသာအာရဖြစ်လျက်ကျင့်နှက်ချင်းမကကျင့်နှက်နေမိသည်အင်း၌မြန်မာဟင်းများကိုအချင်းချင်းစားပူးပြီးဖြစ်တော်လေအိမ်မြဆက်ချင်းမျိုးကိုရှင်မိဆန်တကားမြမစားဘူးသေးချေ ဥသက်လွေမှာကြက်သားဟင်းမစားရသေးတဲ့ဖြင့်ဘယ်လောက်စမှန်မသိသေးပေ။နင်းနေအဆက်စားနိုင်ပါတယ်။ဒီဟင်းကတိတ်ဆက်ပါတယ်။ရှင်မီစံသည်ပျော်ရင် မျက်ရည်များနှာရည်များကို လက်ကင်ဘွားနှင့်တို့သုံးလိုက်သည်။သူ့ရှာ၌မခံမရနိုင်အောင် ဖြစ်နေသော ပူဆက်ပူလောင်ကြီးမှာရုတ်တရက်မပြေနိုင်ပဲရှိ၍ရှာပြတ်မတက်ခံစားနေရဆဲပင်ရှိ၏။ဆ iam ပကံလဲလိုက်ပါ။ညူသီးမပါတဲ့ဗစွန်ကျော်နဲ့အစ်စ်စားပါ။ ဦးသက်လွင်ကကိုမြဖေကိုပကံအသည့်ယူလာခိုင်းကကိုတိုင်ထက်၍ထမင်းများထည့်ပေးသည်ကိုမြဖေမှာယူမိဆန်အစံမစားနိုင်၍သာဆက်ရသည်ထင်သည်သူ့ကျက်သားဟင်ဘလောက်စံမှန်သူမသိသေးချေဂျပန်ပေါ်၌ကျနာခဲခဲသည့်စိတ်ဖြင့်ယူမိဆန်ကိုဒုက္ခပေးလိုက်ရ၍မောင်မောင်ရင်ထဲ၌ဖြစ်ပေါ်လျက်ရှိသည့်အာရကြည်နူးမှုကြည့်သည် သူ့မျက်နှာ၌အရေးဟက်လျက်ရှိသည် ။ဦးသက်လွင်သည်ထမင်းကိုမစားနိုင်သေးပဲယူမီဆန်၏အရေးအကဲကိုစောင့်ကြည့်လျက်ရှိ၏။မိမြန်းနေသည်ယူမီဆန်၏မျက်နှာကလေးကိုကြည့်၍အာနာလှစွာဖြင့်ဂိရုဏမကင်းဖြစ်ရသည်။ဆ iam မအဆက်မပြေသင့်ရေတောက်လိုက်ပါ။ဥဒလွင်ကရေဖန်ခွက်ကိုလှမ်းယူ၍ကမ်းပီးသည်ရူမီဆန်သည်လဲတိုင်းကလေးကိုဆန့်လျက်မျက်တောင်ကလေးတစ်ဖြက်ဖြက်ဖြင့်ရေကိုကြိုက်ချလိုက်ရသည် ထမင်းစပွဲ၌ကိုအင်းဒရီပြက်သွားရခြင်းအတွက်ရှက်အန်းအန်းဖြစ်ကမျက်ရည်ရှမ်းလျက်ရှိသော မျက်လုံးကလေးဖြင့်ပင်ပြုံး၍ပြောလိုက်သည် ကိစ္စမရှိပါဘူးရပါတယ်ဆရာဆက်တာလေကောင်းပါလေဒီထမင်းပွဲကကျမကိုအမြင်အမှတ်ရစေမှာပဲဦးသက်လွင်သည်ယူမီဆန်ပြုံး၍ပြောနိုင်တော့မှစိတ်သက်သာရာရရှိကယူမီဆန်ပကံတဲ့သို့ပစွန်ကြောများထည့်ပေးသည်ပြီးမှသူပကံတဲ့တွင်ချက်သားဟင်းကြီးကိုဆန်း၍စားလိုက်သည် ဆဆာချင်းကြက်သားဟင်းသည်ခါတိုင်းချက်နေကြတဲ့ပူ၍ဆက်ချင်းကိုသိရှိရသည်မင်းဟင်းကငရုတ်သည်နည်းနည်းများသွားတယ်ထင်တယ်ဆီယမမပြောနဲ့ငါတောင်ဆက်တယ်ကိုမြပြေမှာခါတိုင်းထဲသလောက်ပင်ငရုတ်သည်များထဲ့ချက်ထားပါလေသူ့အားဘာကြောင့်အပြစ်ဆိုရသနည်းဟုနားမလည်အောင်ဖြစ်မိသည်ထို့ကြောင့်ငရုတ်သည်ထောင်းပေသောမောင်မောင်ကိုမတင်ငါသောမျက်လုံးဖြင့်လှန့်၍တစ်ချက်ကြည့်လိုက်သည်မောင်မောင်ကဘယ်သူမှမမြင်အောင်ကိုမြဖေကိုမျက်လုံးတစ်ဖက်မှိတ်၍ပြလိုက်မှာ မောင်မောင်လက်ချမန်သိရှိတော်သည်နိုင်ငံသားသူဖြစ်တော်လဲယုံမိစံသည်မြန်မာအမျိုးသမီးတဦးကဲ့သို့ ထမင်းကိုလက်ဖြင့်တည်တည်တတ်တတ်တင်းတင်းမှုမှုစတတ်ခြင်းကိုကြည်၍ဥသက်လွင် စိတ်ထဲရချီးကျူးမိသည် ဥသက်လွင်မျက်စိထဲ၌ထမင်းစားပုံကသိမ်မွေးနှူးညံ့သောအမူအရာကလေးတို့သည်တမျိုးကြည့်၍ကောင်းပြီးတည်ငြိမ်မှုကထူးခြားလာ၏သည်ငဖေသောပကံကိုယူလျက်ဥသက်လွင်ကယုံမိစံပကံတဲသို့ထဲပေမိရွယ်ပြီးမှ ဒီထဲမှာရောမျိုးသီးစိမ့်ပါသေးလားဟုကိုမြဖေကိုလှမ့်မိလိုက်သည်မောင်မောင်ကဝင်ရိပ်ဖြည့်ဤမပါဘူးကိုမြဖေကမောင်မောင်ကိုစိတ်မချဟန်ဖြင့်ပြောလိုက်သည်နည်းနည်းတော့ပါတယ်ဆရာဥသက်လွင်သည်ငဖေတုပ်ပကံကို ပြန်၍ချထားလိုက်ကငါကျော်ပကံကိုမယူလျက်ငါးကြုံစားပါဆရာမဟုလှမ့်ပေးလိုက်သည်ဆရာမအုံထမင်းကြိုက်ခဲ့လားယင်အုံထမင်းကြိုက်ပါတယ်ဆရာပစုံကျော်လည်းကြိုက်ပါတယ် ဂျူမီဆန်သည်ငါးကြော်ပကံကိုလှမ်းယူကာဥတက်လွေနှင့်အချီအချပြောဆိုနေခိုင်းမောင်မောင်ကကိုမြဖေကိုမျက်လုံးတစ်ချက်ဝန်းကြည့်လိုက်သည်ငပေတုတ်ထဲ၌ငြိုသည်မထဲ့ပါပဲနှင့်ပါတယ်ပြောရမလားဟုကိုမြဖေကိုတစ်ချက်မဲ့ကြည့်လိုက်ခြင်းဖြစ်သည်မောင်မောင်ငါးကြော်ယူပါအောင်ဂျူမီဆန်ကငါးကြော်ပကံကို မောင်မောင်အားလှမ်းပေးသည်မောင်မောင်သမင်းစားလို့မြင်ရဲ့လား ငါးကျော်ပကံကိုမောင်မောင်လှမ်းယူလိုက်ရ၍ယူမီဆန်နှင့်မျက်လုံးချင်းဆိုင်မိကြသဖြင့်ယူမီဆန်ကစကားဆပြောလိုက်သည်သူ့အမများဧည့်သည်မှတ်နေသလားဟု မောင်မောင်က တွေးပြန်ကမုံမုံဖြင့်ခက်လောင်လောင်ပြန်ဖြေလိုက်သည်မြင်ပါ रे ခမညာမောင်မောင်နည်းနည်းကြောင်းသွားတော့အင်းကကြောင်းကိုထမင်းယူသွားသလားမယူသွားပါဘူးစသွားတယ်နေ့လေတော့မောင်မောင်ပါစသည်လေလက်ဖက်ရည်တောက်တယ် မောင်မောင်စကားပြောဖို့ရလာခြင်းကြောင့်ယူမီစံဤမျက်နာကလေးသည်ပီတီလွန်းလျက်ဝင်းထိန်လာ၏။နာနဲ့မှာအเจ้าကိုမောင်မောင်ပဲချင်းသွားတယ်လေ။၈နှစ်ဤမမတို့အเจ้าက9နှစ်ခွဲအရောက်တော့ရတယ်။သိပ်စောတာပဲ။မောင်မောင်ပြန်၍မျက်လာချထားလိုက်သည့်အတွက်ယူမီစံသည်ရှေ့ဆက်၍မပြောတော့ဘဲရက်တန့်ထားလိုက်သည်။ ထမင်းပွဲ၌ထမင်းတလုံးမောင်မောင်ကိုတစ်ချက်ကြည့်လျက်စားရသည်ကြောင့်လည်းအရသာကပြည့်စုံနေသည်မောင်မောင်ကောင်း၌ဆပင်ကလေးခွဲထားပုံရှဲ့အင်းကြီးကျေစေးတက်ထားပုံမောင်မောင်လက်ချောင်းကလေးများကအစာမောင်မောင်စားပုံတောက်ပုံအမူအရာများကျူးမိစံမျက်စိထဲ၌တွေ့ထားသည်မောင်မောင်နှုတ်ခမ်းမောင်မောင်နှစ်ဖူးချစ်စရာမင်းစရာများကိုမြင်အောင်လိုက်၍ကြည့်ရှုရလျက်ထမင်းတပကံကုံအောင်အချိန်ကြာကြာဆွဲ၍စားလိုက်သည် အာလုံးထမင်းစားပြကြသည့်အခါကုမြဖေက ထမင်းပွဲများသိမ့်၍တစ်သီးများကော်ဖီများချပေးသည်ဆီယမအိမ်မှနေတဲ့အမျိုးသမီးဖော်ကြီးကဟင်းချက်ကောင်းသလားဆီယမဥသက်လွင်ကယူမီစင်ကိုငပြိုသီးများနှွှတ်ပေးရင်းပြောလိုက်သည်ကောင်းကောင်းချက်တတ်ပါတယ်ဆရာငရငထုတ်အချက်ကောင်းပါတယ်နောက်စနေနေ့ညမှာဆရာနဲ့မောင်မောင်ကိုထမင်းဖိတ်တွေ့ဖို့စီစဉ်ထားပါတယ်အဲ့ဒီအခါမှာသူ့လက်ရာကိုစားကြည့်ပါ စနေနေ့ညထမင်းပိတ်ကြွေးမီဆိုခြင်းကိုကြားကြားချင်းစိတ်ထဲကမလိုက်ဘူးဟုမောင်မောင်ဆုံးဖြတ်ပြီးဖြစ်သည်။သူကမြန်မာမျိုးသမီးလား။ကရင်မျိုးသမီးလားဆရာမ။မြန်မာမျိုးသမီးဗုဒ္ဓဘာသာပါဆရာ။ဖခင်သိကြည်ညိုပါတယ်။ဖခင်ရှိခိုးရင်အကြာကြီးပဲရှိခိုးပါတယ်။သူ့အသင်သူဆိုတာနားထောင်လို့သိကောင်းပါတယ်။နာနဲ့တိုင်းအိမ်မှာဖခင်ဆွမ်းတော်ကပ်ပါတယ်။ဆရာမတို့ဂျပန်လူမျိုးကဖခင်မှာဆွမ်းတော်ကက်လီကတ်တာရှိသလား။ ရှုမီဆန်ကပြုံးရယ်လေပြန်ပြောသည်ဂျပန်မှာရှိပါတယ်ဆရာမုံမလွဲခင်စွန့်ကတ်တာမျိုးမဟုတ်ပါဘူးတနေ့ထမင်းသုံးငါချက်ရင်သုံးငါကတ်တာလည်းရှိပါတယ်ဗုဒ္ဓဘာသာမှာရှင်တူရှင်ရှူဇင်ကိုင်းတွေရှိပါတယ်ဩဝါဆန်ကနက်နက်ဆော့ဆော့စွန့်ကတ်ရှိခိုးတော့ကျမလည်းရှိခိုးပါတယ်ဆရာမရှိခိုးတော့ရောဘယ်လိုရှိခိုးတာလဲဗဇက်ကဘယ်လိုဆိုသလဲဂျပန်လိုလားမြန်မာလိုလား ဦးသက်လွင်ကယူမီစံဤမျက်နှာကလေးကိုစူးစိုက်ကြည့်ပြီးမေးလိုက်သည်။"ကျမဩဝါစံလိုဘုရားရှိခိုးမစိုးတတ်ပါဘူးဆရာ။ဒါကြောင့်မြန်မာလိုရှိခိုးတဲ့အခါဒီလိုရှိခိုးပါလေ။"ယူမီစံသည်လက်ကလေးနှစ်ဖက်ချီ၍နှစ်ဖူးနှင့်ထိထားပြလျင်နှုတ်မှရွတ်ဆိုပြသည်။အရှင်ဘုရားကိုတပည့်တော်မှတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ရှိခိုးပါれဗျာ။ မြန်မာပြည်မှာအကောင်ဆုံးဖျားရှိခိုးတတ်တဲ့လူရှိခိုးတဲ့အတိုင်းအတူတူပဲမှတ်ပါဗျာဥဒက်လွင်သည်ယူမီဆန်ရှိခိုး၍ပြပုံကလေးကိုကြည့်၍တဟာဟာရှဲမောလျက်ရှိသည် မောင်မောင်သည် ယူမီဆန်သူ့ကိုမကြည့်ဘူးထင်ရသော အချိန်မျိုးမှယူမီဆန်ကိုခိုးကြည့်တတ်သည်ယူမီဆန်ပြုတ်လောက်ပြသောအမူအရာနှင့်ယူမီဆန်၏ရှိခိုးနည်းရှိခိုးဟန်ကိုကြည့်၍သူဟာမရေပဲမနေနိုင်ခြင်းကြောင့်အတန်မထွက်ဘဲကြိတ်ရဲမိသည် ရှင်မီဆန်သည်ရှီကိုပြပြီးလက်ပြန်ချကပြုံးရဲလျက်မောင်မောင်ကိုပြောလိုက်သည် မောင်မောင်ရော နေတိုင်းဖျားရှီကိုသလားမောင်မောင်ကမဲ့မဲ့ကလေးပြုံးလျက်ခေါင်းခါပြလိုက်သည်တခါမှဖျားမရှိခိုးဘူးလားအံ့ဩသွားဟန်ဖြင့်ရှင်မီဆန်ကမောင်မောင်ကိုထက်ဆင့်မေး၏နေတိုင်းတော့မဟုတ်ပါဘူးတခါတခါတော့ရှီကိုတယ်ဖျားရှီကိုငါးပါးသီလာတက်သလားမောင်မောင် ျင်တော်မြတ်မှာပဲငါးပါးသီလဖျားရှိကိုတတ်တာပေါ့မမောင်ဒီပြောပြီးမှသူစကားကိုသူအတိတ်ပဲပေါက်ကအလုံးအနဲ့ဥသက်လွင်ကိုကွက်၍မလုံးတလိုလိုရှက်စိတ်ကလေးဖူသွားသည်ဥသက်လွင်သည်မောင်မောင်ဤဖြစ်ကြချက်စကားလုံးများကို၎င်းမောင်မောင်ဤအသံမောင်မောင်ဤမျက်နှာပြုံးမဲ့ပြလိုက်ခြင်းတို့ကိုပါမောင်မောင်အမူအရာအလုံးကိုအလွတ်မခံပဲကြည်၍နားထောင်နေသည်သူရတ္တိမေတော်ကိုရရှင်မခိုးဦးလားမောင်မောင် ရှုမိစံကိုဥသက်လွင်ရောမောင်မောင်မှာပြန်သူတအံတော်ကြည့်မိလိုက်ကြသည်ဥသက်လွင်ဤမျက်လုံးတို့မှာတောက်ပပြူကျလာကရှုမိစံနှုတ်ဖျားမှထွက်လာသောသူရတ္တိမေတော်စကားအတန်ကိုရှုမိစံပြောတာမှဟုတ်ကဲ့လားဟုထင်ရအောင်သူနာဟုသူမယုံနိုင်အောင်ဖြစ်လျက်ခက်အန်းအန်းဖြင့်ပြန်၍မိလိုက်သည်ဆ iam မသူရတ္တိမေတော်အကြောင်းကိုဆ iam မဘယ်လိုသိလို့ပြောရတာလဲခင်ဗျာ မောင်မောင်ရဲ့ချင်းလာလေသည်တို့ရတွင်ရဲချင်းပက်ကြည့်စိတ်ကိုမြူသိပ်၍ထားရလျက်ရှူမိဆန်အဖြစ်ကိုစောင့်လင့်နေ၏ကျမအင်ကဩဘာဆန်မှာသူရဲ့တရီမဲတော်ရုပ်တုရှိပါလေစရာဟင်းသာငတ်ပုံမှာထိုင်းနေတဲ့ပုံဩဘာဆန်ကမဲတော်အကြောင်းကိုပြောပြပါဗါးသူရဲ့တရီမဲတော်နဲ့သမီးဟာတဲ့ဖခင်ရဲ့တရားကျမ်းစာအုပ်ပြီးတဲ့ကက်ကိုစောင့်တဲ့နဲ့သမီးတဲ့သူ့ကိုရှိခိုးရင်ပညာဉာဏ်ကြီးတယ်ကိုကြီးဆောင်ချောင်းမဆရတယ်ပြောပြပါဗါး ဦးသက်လွင်သည်မအောင်နိုင်တော့ပဲခွက်ထိုးခွက်လန်ရဲလျက်ရှိသည် မောင်မောင်မှရဲချင်းပကြည့်စိမ်များပျောက်သွားကဒီဂျပန်ဆီယမမြန်မာပြည်မှာကြာကြာနေရင်တော့ကမဝါများဖတ်မလားဟုခက်ချင်ချင်တွေး၍ကြည်နေသည်ဦးသက်လွင်သည် ခွက်ထိုးခွက်လန်ရဲပြီးမှရုံးမိဆန်ကိုရှင်ရှင်ဆဆကြည့်လျက်မေးလိုက်သည်ဆီယမတို့ဂျပန်မှာရောဒီလိုကိုကိုွယ်တဲ့နှစ်သမီးမေတို့မျိုးရှိသလားရှင်မိဆန်ကမျက်လုံးကလေးပြင်၍ဖြေကြသည် ဂျပန်မှာရှိပါတယ်ဆရာ။ကွန်ယင်မေတော်ရှိပါတယ်။ကွန်ယင်မေတော်ရဲ့ပုံတော်ကားကိုအဲခမ်းမှာချိတ်ဆွဲပြီးစူတောင်းပါတယ်။ဆရာမတော်မြန်မာအမျိုးသမီးနဲ့အတူတူနေရတာဟန်ကြတာပဲ။မြန်မာအကြောင်းလေးစုံအောင်သိနိုင်တာပေါ့။အော်ဘဆန်နဲ့အတူတူနေရတာဟန်ကိုကြပါတယ်။အော်ဘဆန်လိုက်ပြလို့ဂျန်ကုံမှာမရောက်ဖူးတဲ့ဖေရမရှိသလောက်ပါပဲ။ဘေးရင်ဆရာလက္ခဏာဆရာစုံအောင်ရောက်ပါတယ်။အညိရွှေမန်းတင်မှာ ိန်အောင်မင်းကနက်စိန်ဇက်ပွဲအော်ဘာဆန်နဲ့မိုးအလင်းကြည့်ပါတယ်ဥသက်လွင်သည်ပြုံပြုံကြီးဖြစ်သွားပြန်သည်ဥသက်လွင်၏ရှင်လင်းသောအမူအရာများနှင့်ထိုပြုံဖြဲ့ဖြဲ့ကြီးသည်ကြည်နူးချင်း၏အရာသာကိုတွေ့နေရဟန်ရှိလေသည်ဂျူမီဆန်သည်ဥသက်လွင်၏မျက်စိထဲ၌ချစ်ခင်နှစ်လိုဝဲရာကောင်းချင်းရှိသည့်လက္ခဏာအပေါင်းတို့နှင့်အဖက်ဖက်မှပြည့်စုံ၍နေသောနိုင်ငံသားသူကလေးဖြစ်နေသည်မောင်မောင်၏မျက်စိထဲ၌မူကားဂျူမီဆန်မှာ မြန်မာရေလေလုံးလာသောဂျပန်မားဟူမြင်လျက်မနာလိုစိတ်များမုန်တီးစိတ်များလှိမ်ဝင်နေကြသည်ဘယ်ပေရင်ဆရာဘယ်လက္ခဏာဆရာတွေစီမှာဆရာမရောက်ခဲ့သလဲဥသက်လွင်ကမေးပြီးမျက်လုံးများကိုကြုံရထားသည်ဆရာစန္ဒစီရောက်ပါတယ်ဆရာသူကဟောလိုက်ပါတယ်ကျမရဲ့ရည်ရွယ်ချက်များဟာလွတ်လပ်ကူကူနဲ့မအောင်မြင်နိုင်ဘူးတဲ့အင်မတန်အခက်အခဲရှိမယ်လို့ပြောပါတယ်မှန်လိမ့်မယ်ထင်တယ်ဆရာ ရှုမိစံသည်ပြောပြီးဥသက်လွင်ကိုစိုက်၍ကြည့်ထားလျက်မျက်နာပေါ်၌အပြုံးရိပ်ကလေးတန်းလာကရောင်ရောင်ကလေးပြုံးထားသည်ရှုမိစံ၏အပြုံးသည်မချီ၍ပြုံးရသောအပြုံးမချီဝန်း내ပြုံးထားသောအပြုံးမျိုးဖြစ်သည်ဥသက်လွင်သည်ရှုမိစံ၏အပြုံးရဲ့ရဲ့ကလေးကိုအဓိပ္ပာယ်သိပုံရလေသည်အခက်အခဲများကိုစကားဖြင့်ထုတ်ဖော်ပြောဆိုလိုလားတော်လဲစကားဖြင့်ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသောရှုမိစံ၏ခံစားချက်ကို နားလည်ပုံရှိက နားလည်မှုကြောင့်ဖော်ပြသောအကြည့်ဖြင့်တုံ့ပြန်၍ကြည့်လိုက်ပြီးမှ စကားဖောက်လိုက်သည်ဆီယမမြန်မာပြည်မှာရောက်တုံးရောက်ခိုက်တောင်ပြုံးနှစ်ပွဲကိုသွားကြည့်ဖို့ကောင်းတယ်ဆီယမသွားကြည့်ရင်စိတ်ဝင်စားမှာပဲအဝါဆန်ကတောင်ပြုံးကိုပို့ပေးမယ်ပြောပါတယ်ဆရာအဲ့ဒီမှာမေတော်ပုပ်ပါမင်းကြီး မင်းကလေးဦးမင်းကျော်နတ်နာမည်တွေအဝါဆန်ပြောပြတာမှအများကြီးပဲအားလုံးမမှတ်မိပါဘူးမှတ်စုထဲမှာပဲအားလုံးရေးမှတ်ထားတယ် မြန်မာပြည်သို့ရောက်တာမကြသေးပဲဖြင့်ယူမီဆန်ဤမျှနှံ့ဆက်သိရှိနိုင်မှုကိုဥသက်လွင်ကချီးမန်း၍မဆုံးနိုင်အောင်ရှိသည်အချိန်ပင်နားဆင်ခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးတော့မှာမို့စောင့်မျှော်အားပေးကြပါအောင်နော် နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပင်သုတရတဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးတော့မှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးဘေးကင်းကျန်းမာကြပါစေရှင်